Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United ကတောင်ပံနေရာမှာ Brentford ရဲ့အံပွဲမှုကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့တခြားအသင်းတွေထွက်ပို့ပြီးဒါလက်ဦးမှုရယူဖို့အတွက်ပေါ့နော်အမှန်ကန်ခေါ်ဖို့ရှိတယ်ဒါအပြင်တခြားအသင်းတွေထွက်လဲငွေကြေးတွေပို့ပြီးတော့ဒါအူဖြားဖြားပေးပြီးတော့ကိုကျွန်တော်တို့ဒါကန်လန်သွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီမှာတော့ညီကလေးတို့နောက်မှာသူ့ရဲ့အတိုင်းပဲ เนาะเนาะเตียาดีโลจုံတွေ့ကြရတဲ့စိတ်ဒုက္ခတွေကိုအပန်းဖြစ်မှုတွေအမ်းတောတဲ့တောင်တဲ့အဲ့မှာအချစ်နဲ့เนาะကြားရည်စံပြားရည်စံခီးတွေကျွန်တော်ထွက်နေတာမြတ်တို့ကတော့အရင်နေကြည့်ပေါ့ဗျာเนาะရောက်ရောက်တဲ့နေရာအရင်နေကြည့်ပေါ့เนาะပြားရည်စံခီးရည်စံထွက်နေတယ်ဆရာသမားတော့အဲ့ရာနေပြီးတော့တရင်လေးပြတ်လာတော့ဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအန်ပွဲမိုးကိုခေါ်ယူဖို့က Manchester United ရဲ့ဒီနွေရာသီကိုညာကိုခေါ်ယူဖို့အချိန်ကြီးကောင်းအပီးမှာနောက်ထပ်네로နံပါတ်10အတွက်အားပြဖို့အတွက်ပေါ့နော်ဥသာပိအစီအစဉ် ဒီနေရာမှာတိုက်စစ်ပိုင်းနဲ့ပတ်သက်လို့လေ LND Lab ကိုမရတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာအတင်းဘက်ကနောက်ထပ်တိုက်စစ်မှုတစ်ယောက်ခေါ်ဖို့အတွက်စီစဉ်နေတယ်။ဒါမာတီတာတို့ပါလို့တရင်တွေထွက်ထားတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့အဓိကဦးစားပေးမှာနံပါတ်10နေရာမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ Brian Ambwe မို့ပေါ့နော်။ပြဿနာကဒီဇာမာဖြစ်သူကိုကျွန်တော်တို့ကခေါ်ဖို့ဆိုရင် United ကတန်း90ကနေတန်း60ကျွန်တော်တို့ပေးရမှာ။ဆိုတော့ဒီလိုပေးပြီးတော့ခေါ်ဖို့အတွက်လေတခြားအသင်းတွေထက်လည်းပို့ပြီးတော့ငွေဦးဖြည်းဖြည်းကျွန်တော်ပေးဖို့ရှိတယ်။ တခြားအသင်းတွေနဲ့လည်းအပြိုင်ကျွန်တော်တို့ခေါ်ဖို့ရှိတယ်ဆိုတော့အန်ပွဲမူကအသင်းရဲ့ဦးစားပေးနံပါတ်1နံပါတ်2နံပါတ်3လို့ပြောလို့ရတယ်အဲ့ဒါပြီးမှရိုင်ယန်ချာဂီတို့ဘာတို့တောက်လျှောက်တင်င်းထွက်တာဆိုတော့အသင်းဘက်ကဒီနေရာမှာလည်းခေါ်ဖို့အတွက်ကပြဿနာမရှိဘူးအသင်းမှာပြဿနာကငွေဖြစ်နေတာနော်အသင်းမှာပြဿနာကငွေဖြစ်နေတယ်ဆိုတော့ဒီကစားမကိုဦးဦးပြပြပေးပြီးတော့တခြားအသင်းတွေထဲပို့ပြီးတော့ငွေတွေပို့ပေးပြီးခေါ်ဖို့ကြိုးပမ်းပေးမယ်လို့လက်ရှိ ကစားမတွေတော့အရင်ရောင်းဖို့လိုနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဗျာဘယ်လိုပြောမလဲ ကစားမတွေကိုရောင်းနိုင်ဖို့ဟာအတင်းအတွက်အင်မတန်အရေးကြီးတယ်အကယ်လို့တိုင်းစစ်မှုတယောက်ကိုကျွန်တော်တို့ဗနောမခေါ်နိုင်သေးဘူးဆိုလို့ရှိရင်ဂျီဒန်ဆန်ဂျူကူတာချဲစီက25သန်းနဲ့ခေါ်သွားရင်အဲ့ဒီ25သန်းရဲ့ကိုညာကိုခေါ်ပြီးရင်ကျွန်တော်တို့နောက်ထပ်သန်း40လောက်အတင်းမှာအသုံးသေးကကျန်ဦးမယ်ဆိုအဲ့ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်မစိုးဘူးအဲ့ဒီငွေနဲ့ဆိုလို့ရှိရင်ကိုပဲကျွန်တော် AC ခေါ်လို့ရတယ်ဒါပေမဲ့လို့ဗနောဘယ်လိုပြောမလဲကစားမအများပြားကိုရောင်းချပြီးမှပဲအဲ့ဒီကရတဲ့ငွေနဲ့မှ ခွန်နိုင်မှုရှိတယ်ဆိုတဲ့သတင်းတွေကတိုက်လျှောက်တက်နေတော့ပြည်သက်တွေအတွက်တော့ကျွန်တော်တို့ကစိတ်ပူစရာတွေပါလိဖြစ်နေတာပေါ့လေကျွန်တော်ကတော့ဗျာမနက်ပြန်ရင်ကုညာဟိုအံပွဲမို့တော့ဘာလို့ကိုခေါ်ဖို့ကအစင်မပြေပြာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်သူများအသေးအနေနဲ့လည်းအပြိုင်ခေါ်ဖို့အဲ့လောက်ကြီးများမနေဘူးဘာလို့အဲ့လိုပြောရလဲဆိုတော့အံပွဲမို့ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ဘယ်အသေးမှန်အဲ့လောက်သတင်းမထွက်လို့ပဲကျွန်တော်တို့အဓိကကငွေပဲအဲ့တော့ကာနာချိုကိုကျွန်တော်တန်း60နဲ့ကျွန်တော်ရောင်းဖို့ပြင်ဆင်ထားတယ် ပြီးလို့ရှိရင်လက်ရှိ market stretch ဖို့ကိုလည်းတန်းလေးစင်နဲ့ရောင်းဖို့ပြင်ဆင်ထားတယ်။ဘာစီရဲ့ဘက်ကလည်းအမှန်ကန်ခေါ်ခြင်းနဲ့ဒါပေမဲ့လို့ပေါ့နော်။အဲဆန်ချိုတို့ဘာတို့ရဲ့အပြောင်းရွှေ့တွေကအရင်ဖြစ်သွားဖို့ရှိတယ်။အန်တိုနီဆန်တိုစ်တို့ရဲ့အပြောင်းရွှေ့တွေလည်းကျွန်တော်တို့ပေါ့နော်။ဒါရောင်းဖို့ကျွန်တော်တို့ရှိနေတယ်။ဆိုတော့အသင်းဘက်ကဒီအပြောင်းရွှေ့တွေကိုဒါအရင်လုံနိုင်နေဆိုရင်အံပွဲမှုကိုကျွန်တော်တို့ရမှာ။မထင်မှတ်ဖြစ်နေတော့အံပွဲမှုရဲ့အပြောင်းရွှေ့ကအတိုင်းအတာတစ်ခုဒီ transfer မှာ နောက်ကျသွားနိုင်တယ်ထားပါတော့ဗျာအပြောင်းအရွှေ့ဖွင့်ပြီးတော့တလားလောက်နေမှခေါ်နိုင်တာမျိုးပေါ့ဘာလို့လဲဆိုတော့ပူသားမတွေရောင်းမှုလူနေတဲ့အတွက်ကြောင့်ဟုတ်ဘာပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့ဒီအသင်းနေနဲ့နံပါတ်10လို့နေရာမှာအများကြီးညှိုးနှင်းချက်ရှိရလို့ထင်တယ်အသင်းဘက်ကလည်းတကယ်ကျူးပန်းနိုင်နေပြီလို့ကျွန်တော်ထင်တယ်တကယ်လည်းပဲရောက်အောင်ခေါ်ယူသင့်တဲ့ကစားသမားပါကျွန်ဒီကရိုနီနီရောအန်ပွဲမူဟာအသင်းရဲ့တိုက်စစ်ကိုပြောင်းလဲပေးနိုင်မယ်သူလို့ထင်ကြလား။ရိုင်ယန်ချာကီနဲ့အန်ပွဲမူရဲ့အခြေအနေမှာ သူပြောမှလည်းချွတ်ချွတ်တော့လည်းပရီးမီးယားလေးမှာလုံးဝတက်တည်ပြပြီးသားကစားမဖြစ်တဲ့ကျွန်တော်တို့ဒီအန်ပွဲမှုကိုလူချင်ကြတာချွတ်ချွတ်တော့လည်း Ryan Chagi ကိုကျွန်တော်တို့လူချင်ကြတာကျွန်တော်ကတော့ဗျ Chagi ကိုရရင် United ကနောင်တရရတယ်အကြောင်းမရှိ Ryan Chagi ကတအားကိုကျွန်တော်တို့ကောင်းတာ27နှစ်ပဲရှိသေးပြီမဲ့ကစားမရဲ့စီလင်ဟာအန်ပွဲမှုကောင်းနိုင်တာတဲ့အများကြီးပိုတယ်ဈေးကလည်းအများကြီးတက်တာတဲ့အန်ပွဲမှုနဲ့စာလို့ချင်းအဲမန်ချက်စတာစီးတီးတို့ဘာလို့လဲရှင်ခေါ်အားဖို့ရှိတဲ့အချိန်ကြီးကအတင်းတွေကတော်တော်လေးကိုတိုင်ပတ်တာသူတို့ကချန်ပီယံစ်ဝင်ခွင့်တွေပါလေရထားတာကိုဆိုတော့အန်ပွဲမူသည် ဘယ်ပြင်းကမှန်လောလောဆယ်ခေါ်ဖို့အတွက်ကျိုးပန်းချင်းခံမနေရတဲ့ကစားမတယောက်ဒါကြောင့်အံပွဲမူကိုအတင်းကဥသားပြီးခေါ်ဖို့ရှိတယ်တန်း90တန်း60နဲ့အံပွဲမူကိုခေါ်ဖို့အတင်းတကယ်ကျိုးပန်းတဲ့နယ်လို့ညီကိုတို့ထင်ကြလားသူနည်းကြပါအောင်အားလုံးကိုကျေးဇူးများရပါတယ်